လုံးမင်္ဂလာပါရှင်။ Listener 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကျွန်မကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါရရှင်။ကျွန်မခုဖတ်ပြမှာကတော့1948ခုနှစ်နိုဝင်ဘာလတုန်းစာရေးဆရာမဂ္ဂဇင်းမှာစာရေးဆရာဇဝနရေးသားခဲ့တဲ့ချစ်ချစ်ချစ်လို့လို့အမည်ရတဲ့ဝိတ္ထုတိုးလေးပဲဖြစ်ပါရရှင်။ဘာတယ်မှာ သူ့ကိုမြင်ရင်မိန်းကလေးကပင်စတင်၍ ချစ်ချင်းကြိုက်ချင်းလောက်အောင်ရုပ်ရည်ချောမောတန့်ပြန့်သူတဦးဖြစ်သလောက်စိုးဝါးလှသောအဖြစ်အစည်းကြီးတစ်ခုရှိနေတယ်။ထိုအဖြစ်အစည်းကတော့အဥ္စာကြောင့်လည်းမဟုတ်ပညာကြောင့်လည်းမဟုတ်ပဲအမိဝမ်းတွင်ကပါလာသောစကားထင်ငော့စွန့်အခြင်းပင်ဖြစ်ပေတယ်။အကယ်၍သာဘသင်ဟာမိမိရဲ့ပရိယေတနာဝန်းစာအတွက်တစုံတရာလောက်ကန်ရှာဖွေ စားတောက်ရမယ်ဆိုရင် ထိုအဖြစ်အစည်းကြီးကြောင့် အနောက်အရှက်တစ်ခုဖြစ်နေစရာရှိပေတယ်။သို့ရာတွင် ချမ်းသာသောဖခင်ကြီးရဲ့တဦးသေးသောသားအဖြစ်အမွေအနှစ်စုပုံရရှိလိုက်တာကြောင့်မတောင်မတမကြောက်မကြနေထိုင်နိုင်က အားလက်တဲ့အချိန်များတွင် အချောဝါဒနာပါသောပျော်ရွှင်မှုတို့အပြင်သတင်းစာပဟေနိအမျိုးမျိုးကို ဖြေဆိုခြင်းဖြင့်အချိန်ကို အသုံးချလိရှိပေတယ်။သို့အားဖြင့်ဗတ်တင်ဟာအသက်28နှစ်အရွယ်တွင် အောင်အမည်ပါသောမြမပြင်း၌ထင်ရှားကြော်ကြားသူဆိုရင်နှစ်ထာစဉ်လောက်ကိုကမစင်းစားဘဲနဲ့တွတ်တွတ်ကြီးဖြေးနိုင်နေကလေးများကိုချစ်စနိုးခေါ်သောစကားနှလုံးရှိသည့်အမည်ဟုဆိုရင်ငခွေးစိုးပေတာတေပူစုဝတ်ကြီးဘုဘအပါထိတ်ပိတ်ကြော်ရွက်တောက်တဲ့အိမ်မြောင်စသဖြင့်ဗလာစာအုပ်ငားမျက်နာနဲ့ နှစ်ချောင်းတီတီရေးစွမ်းနိုင်တယ်။ဒုစရိုက်၁၀ပါးတွင်တပားအပါဝင် ရေချိုးရာ၌သုံးသော အရာဝတ္ထုပကံခစ်ကစဒုံထုံနီစသည်တို့တွင် တမျိုးလုံး၌ခင်လေးမြင့်ကလွဲ၍ဘသင်လောက်တည်သူတဦးမြမရှိကြ။ခေလေးမြင့်မှာလဲဘသင်ကဲ့သို့ ပဟေရိဝါဒနာအိုးတူဖြစ်လျာမြို့မစာဖတ်အသင်းတွင် မကြာခဏတွေ့ကြရင်မိန်းကလေးများအသုံးပြုတဲ့ စကား၅လုံးပါတဲ့အထည်တစ်မျိုးကိုဘသင်က ခင်လေးမြင့်အားမေးမြန်းရ၍ဘသင်ကလည်းစကား၁၂လုံးပါတဲ့မြမတဘုံကောင်းဆောင်ကြီးတဦးကိုခင်လေးမြင့်အားဖြည့်၍ပေးရတယ်။အဲ့ဒီလိုပဟေရီကိုအကြောင်းပြု၍ဘသင်နဲ့ခင်လေးမြင့်တို့ညနေတိုင်းစာဖတ်သင်း၌တွေ့ကြရရင်ဘသင်ဟာမိမိရဲ့အစ္စဒတဒံအတွင်၌ကိန်းအောင်းနေသော အာယုံတစ်ခု နိုးကြခြင်းပြုလာတာကို တွေ့ရှိရကမိမိဟာခင်လေးမြင့်အားချစ်ခင်နှစ်သက်စုံမတ်မြနိုးဆွဲလန်းကြိုက်ချစ်တက်မတ်တိမ်ညွတ်နေတာကိုသိရလေဤတို့လင်ဗတင်ရဲ့မြစ်တာဓာတ်မှာ တနေ့တခြားအုံကြွ၍လာလျာမိမိရဲ့မြစ်တာကို ထုတ်ဖော်ဖွင့်ဟ၍ပြောမည်ကြံတိုင်းစကားထိပ်၍နေခြင်းကြောင့်ဟဟဟေဟူ၍ လေချင်းတက်သည်နှင့်မချားသောအတန်မျိုးကလွဲ၍မြည်သည့်စကလုံးမှထွက်မလာပဲရှိလေတဲ့။ထို့အားဖြင့်မိမိဟာခင်လေးမြင့်ရဲ့အချစ်ကိုရနိုင်ဖို့မိမိရဲ့စွန့်ထစ်နေခြင်းကို အမြန်ဆုံးပြောက်အောင် လုပ်မှဖြစ်တော်မယ်။ရန်ကုန်သို့သွား၍အထည့်ယောဂါကုစပယ်ရှယ်လစ်တစ်ယောက်နဲ့ကုမှဖြစ်မယ်လို့ဆုံးဖြတ်က ရန်ကုန်သို့လာရောက်၍ဆရာဝန်နဲ့တွေ့ဆုံလေတယ်။ကဲစိုးစမ်းလို့ဆရာဝန်ကမေးလိုက်တယ် ကျွန်းကျွန်းကျွန်းကျွကျွကျကျကြည်ကြည်အင်းခမဘဘဘဘဘဘတော်ပါပြီတော်ပါပြီတော်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 ဟုတ်ဟုတ်ဟုတ်ကဲ့ဆရာဝန်ဟာဗတ်တင်မျက်လုံးကြီးပြူလိုက်ဓာတ်တွေမျိုးချလိုက်မေးကြောဆွဲကဘဘဘ လုံနေလိုက်တဲ့ဖြစ်နေပုံကိုကြည်နေပြီးနောက်ဗသင်အားတေချာစွာစစ်ဆေးကြည့်ရှုလေတယ်။များသောအားဖြင့်ရိုးရိုးစကားပြောရမှာစွန်အာနေထစ်နေတဲ့လူတွေဟာတခြင်းဆိုတဲ့အခါမှာလုံးဝထင့်ငော်ခြင်းမရှိဘဲဆဲလဲသံကလေးများနဲ့မချားအင်မတန်ตาရပြည့်ပြည့်လေးရှိတယ်။တစိတ်ဆိုစမ်းပါ။ဗသင်ဟာဤအကြံပေးချက်ကို အတော်သဘောချကခေတ္တများစဉ်းစားပြီးနောက်မျက်စိကိုမှိတ်ပြီးရင်လှုပ်ခနဲအတန်ကို မြစ်ထုတ်လိုက်လေတဲ့ချင်းမြတ်တာဖြိုးကြွာလာမိုးနှက်မယ်လှသူစာជីနူးစွာဖူးစာဘက်နဲ့အကြောင်းဆက်နိုင်အောင်သာဟိုဒေဝတကြားမာစာပါအာဟုတ်ပြီဆက်ပါဦးဘရန်နီပုံနှုံးပြုံးနေမူရာခုံးမျက်စာချီကဇန္နာလာမင်းစင်းနဲ့ညီစွာဝင်းဝင်းပါပါဖြား ဒီလိုဆိုတော့လေချောနေပါကလားဒီမိန်းကလေးဟာတကယ်ရှိတယ်ထင်တယ်ဗတဲ့ငါကောင်းချိတ်လိုက်ပြီးရင်မိမိရဲ့အတွင်းအင်ကြီးအိတ်ထဲကဓာတ်ပုံကလေးတပုံကိုထုတ်၍ပြရာဆရာဝန်ကတေချာစွာစိုက်ပြီးကြည့်နေလေတယ်ဗတဲ့ဟာတေးကျူတဲ့အတန်ဖြစ်ဟုတ်ကဲ့ဆရာအဲ့ဒါကကျွန်တော်အချစ်ကလေးပါရက်စားဆွီတီးလို့ဆိုလေတယ်ဟုတ်ပြီဟုတ်ပြီသူ့အပေါ်မှာမောင်အချစ်ဟာဟုတ် ဗသင်ကစပြန်ရာဆရာဝန်ကလက်ကာလိုက်ပြီးရင်ကဲကဲပြောချင်တာကိုစာနဲ့ရေးစမ်းပါလို့ရေးပြခိုင်းနေတယ်။ဗသင်ဟာဆရာဝန်ရဲ့စကားအတိုင်းရေး၍စာရွက်ကိုလှမ်းပေးလိုက်လေတယ်။ဆရာဝန်ဟာစာရွက်ကိုကြည့်ကအင်းဒီမိန်းကလေးကို ခမားပိုးနေပန်းနေလှဲ့နေကျူနေညှို့နေရစ်နေဂေါ်နေတော်လဲမြစ်တာရှိတဲ့အကြောင်းကိုပြောမယ်လို့ကြံတိုင်းရည်ရွယ်တိုင်း စိတ်ကူးတိုင်းအားထုတ်တိုင်းကြိုးစားတိုင်းဟာပြောချင်တဲ့စကားတွေဟာထစ်နေငော့နေစော့နေအနေ လေးနေထိုင်းနေစို့နေတစ်နေတယ်ဆိုပါတော့ဘသင်ဟာဟုတ်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 လို့အဆုံးမသက်နိုင်ပဲကဲ့အစားခေါင်းညိတ်ချလိုက်လေအင်းဒါကတော့ထူးခြားတဲ့ကိစ္စရေလို့ယူဆเสียရမလိုပါဘူးအချစ်တက်ဆိုတာ စွန့်ထစ်နေသူကိုမပြောနဲ့လူကောင်းပဂတိများရဲ့ရှခင်ကျော်များအပေါ်မှာတော့တာမန်အတိုင်းမဟုတ်ပဲထင့်ငော့ဖောက်ပြန်ချိုယွင်းစီတက်တဲ့သဘောရှိတယ်။စကားထစ်နေတဲ့သဘောရှိတယ်။စကားထစ်နေသူတွေဆိုရင်တော့အချက်နဲ့ပတ်သက်လာတဲ့အခါရာဂိုင်နှုန်း69ဒသမ569လောက်ဟာဆိုတာပလင်းအဖုံးကျွတ်မထွက်လာခင်ဒုဗမာတခြင်းဆိုရအောင်ဟန်ပြင်းနေတဲ့အတံမျိုးထွက်ဆက်မြဲပဲအဲ့ဒီတော့ ကုလို့ရနိုင်တာတနည်းပဲရှိတယ်ဘဘဘဘဘဘလို့လဲဆိုတာပြောမယ်ထင်ငော်တယ်ဆိုတာစိတ်နဲ့ပတ်သက်တယ်ရှက်တက်ကြောက်တက်ချင်းကြောင့်ဖြစ်ရတယ်ဒါဟာလဲမိမိကိုယ်ကိုနှိမ်ချအထင်သေးတဲ့စိတ်ဓာတ်ကြောင့်ရှက်ကြောက်ချင်းဖြစ်ရတာပဲတဖန်အဲ့ဒီလို စိတ်ရှိခြင်းဟာလဲစိတ်အလိုဆန္ဒကိုဖိနှိပ်ထားရခြင်းကြောင့်ဖြစ်တာပဲဒီတော့ဆရာစီကိုလာကြတဲ့ဆိုတာပလင်းနဲ့တူတူမှန်သမျှကို မိမိနဲ့လုံးဝမတိကျွမ်းတဲ့သစိမ်းပြင်ပြင်လူ၃ယောက်ကို နေတိုင်းနေတိုင်းကိုကစတွေ့ပြီးဇို့အတိဖွဲ့စကားပြောခိုင်းနေဒါကိုနေ့စဉ်လေ့ကျင့်သွားမယ်ဆိုရင်မကြခင် ရှက်တက်ကြောက်တက်တာပျောက်သွားပြီးထစ်တာအရာလဲနေနေရစ်ခဲ့ငါသွားတော့မယ်ဖြစ်တော့တာပဲဘာတင်ဟာဆရာဝန်အားအခမဲ့တချင်းဆိုပြခဲ့ရသည့်အပြင် ထို့သို့ဆိုရသည်ကိုပင်ဆရာဝန်အားစမ်းတက်ခဟူ၍ ကျက်39ပြားရေအချက်ကြီး3ချက်နဲ့အငဲကလေး2ရွက်ပေးကဆရာဝန်ထံမှထွက်ခဲ့လေတယ်။ဘသင်ဟာအင်းစိန်တို့ပြန်ရန်ဘူရာယုံတို့လာရင်ဆရာဝန်ညွန်ကြားတဲ့ဇကားများကိုတလန်းလုံးစဉ်းစား၍လာလေတယ်။ထို့သို့စဉ်းစားလေလေထိုအကြံပေးချက်တို့ကိုမနှစ်သက်နိုင်လေလေဖြစ်မိတယ်။တနေ့လင်းသစိမ့်တရန်ဆန်3ရောက်တိတိကို အတင်းအသည့်ဖွဲ့၍ဇကားပြောရမယ်အလုပ်ကို အတော်ပင်ဝင်လေးမိလေတယ်။သို့တော့ ထိုတာဝန်ကြီးကိုကြောက်ရွံ့နေရင်ခင်လေးမြင့်နဲ့လွဲရမည်အရေးကပို၍ကြီးလေးနေသည့်အတွက်ဘာပဲဖြစ်ဖြစ်ယနေ့အဖို့မိမိသွားရင်လာရင်အိမ်မရောက်မီအတွင်လူ၃ယောက်ကိုဆရာမှားတဲ့အတိုင်းအတင်းအသည့်ဖွဲ့ပြီးစကားပြောတော့မေးလို့ဆုံးဖြတ်လိုက်လေ။ဘာတင်တက်ရောက်မိသောယထားတွဲမှာမိမိမှတပါအခြားတဦးတယောက်မှမရှိပဲမိယထားထွက်ခါနီးမှထွားတော့ကြိုင်ကြိုင်နဲ့ရုပ်ခတ်ဆိုးဆိုးလူကြီးတယောက်တက်လာတာကိုတွေ့ရလေ။ ။ဗတင်ဟာ ထိုလူကြီးရဲ့ရုပ်လက္ခဏာကိုအကဲခတ်ကာစကားဆတင်ပြောရန်မရေတရေရှိနေလေတဲ့။သို့ရာတွင်မိမိရဲ့အဓိဋ္ဌံကို မဖြတ်သာသဖြင့်ဘာပဲဖြစ်ဖြစ်ပြောမဲလို့နှလုံးပြုကာထိုသူဘက်သို့ကိုင်းညွှန်လိုက်စဉ်ထိုသူကမိမိအားစကားဆ၍ပြောလေတဲ့။ဒီဒီဒစ်ဒစ်ဒီနေ့ဟူသောအတန်များကိုဆ၍ကြားလိုက်ရရာတွင်ဘတင်မှာမျက်လုံးပြူးသွားလေတဲ့။ ဒစ်ဒစ်ဒီနေ့နနနေတော်တော်တော်တတတတတဲနနောလို့ဆက်၍ကြားလိုက်ရရတွင်ဘာတင်မှာမျက်ခွတ်တဲ့တဲ့ကိုဂျိုးလူဝိလက်သည်အထိခံရသည့်အလားနောက်သူပက်လက်လန်ကနောက်မီတွင်ခေါင်းတက်၍မော့လျက်နောက်မီတွင်ခေါင်းတက်၍မော့လျက် နှစ်ဖူးကိုလက်နဲ့အုပ်၍အတန်ကြာအမောဖြေနေလိုက်ရလေတယ်။မိမိအားထစ်ထစ်ငုံငုံနဲ့မနှဲအားထုတ်၍စကားပြောရသူတဦးအားဟဟဟဟုတ်ဟုတ်ဟုတ်ကဲ့လို့ဖြေလိုက်မိတော့တဲတဲကွေးကွေးလူတယောက်ဖြစ်ပါမူကားမထောင်းသာလယခုကဲ့သို့တုတ်တုတ်ခိုင်ခိုင်မျက်နှာပေါက်ဆိုးဆိုးကြီးကို ဖြေရမယ့်အမှုမှာအသက်ဘေးနဲ့နီးလာတာကိုတွေးမိလေတယ် တို့ရတွင်လူစိမ့်တူတူယောက်မိမိအားကောင်းမွန်စွာစကားပြောနေတာကို ပြန်၍မဖြေကရိုင်းရာကြမြည်ပြင်ထိုသူရဲ့စိတ်မှာတမျိုးတမီထင်ကထစ်ထစ်နဲ့ပြန်၍ဖြေခြင်းထက်လုံးဝမဖြေဘဲနေခြင်းကပို၍စိုးနေမည်လားလို့စိုးရင်စရာဖြစ်ရပြန်လေတယ်။တို့ဖြစ်တာကြောင့်ဘသင်ဟာပြန်၍ခေါင်းထောင်မျက်စိဖွင့်ကဘာလို့ရမယ်ကိုစဉ်းစားရင်းထိုသူအားစိုက်ကြည့်နေရ၎င်းရဲ့မျက်နာမှာ ဒေါသထွက်၍ထွက်၍လာပုံကိုအကဲခတ်မိလေတယ်။ကျုပ်ကျုပ်ကောင်းကောင်းကကကောင်းကောင်းမေးနေတာခက်ခက်ခမရနာနာပင်းနေသလားဤတွင်ဘသင်ဟာရုတ်တရက်ဖြတ်ထိုးညံရရှိကမိမိရဲ့ဗဇက်ကိုဟရှက်ခင်းကိုလက်ညှိုးထိုးပြပြီးအဘာ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 လို့အတန်ထွက်ပြလိုက်လေတယ်ထိုအခါမှထိုလူကြီးရဲ့မျက်နာတွင် ဒေါသအရေးအယောင်ကင်းစင်လာပြီးရင်ဟင်းငနဲ့တက်ပြင်းချကအအအနေသလားဆဆစိတ်မဆိုးဘဘဘာဟာဟနဲ့ဘဘဗျာဒက်ဒက်ဒက်ဘာဘဘကကကကအော်လို့ပြန်ပြောကပါလာသောသတင်းစာကိုပြန်၍ဖတ်နေလိုက်တော့မှဘာတင်ဟာစိတ်ချမ်းသာရာရသွားလေတယ် ကြီးမြင့်နိုင်ဘူးရာမှာထိုလူကြီးဆင်း၍သွားရာဘာတဲ့မှာ အဖော်မရှိပဲဖြစ်နေပြီးနောက်ယထာထွက်ခါနီးမှာ လူတယောက်တက်လာသဖြင့်စကားပြောဖို့ရပြီလို့ဝမ်းသာသွားလေတယ်။ထိုသူကခေါင်းပေါင်းကိုခေါင်းတွင်မပေါင်းမဲလေပင်တွင်ကင်းထောက်စကောက်များပဝါစီးတကဲ့သို့စီးထားပြီးလင်ဇပင်ကိုနောက်လှန်ချထားတာကို တွေ့ရလေတယ်။ထိုသူဟာဘာတင်ကိုလည်းမကြည့်မြည်သူကိုမှလည်း အတွေ့မခံလို့တကဲ့သို့ယထာတွဲတောင်းတွင်အตาကုတ်၍နေပြီးမိယထာထွက်ကာမှထိုင်ရာမှမတ်တက်ရက်ကဘသင်အားခါးကိုညွတ်၍အလေးပြုလေတယ်။ဘသင်ဟာအတိမဟုတ်ပဲမိမိအားဤသို့နှုတ်ဆက်တဲ့အတွက်အံ့အားသင့်နေပြီးမှရောင်ရမ်း၍ခေါင်းငိတ်နှုတ်ဆက်လိုက်ပြီးရင်စကားဆတင်ပြောရန်စိတ်ပိုင်းဖြက်ကာဒီဒီကနေ့နေကလေးအအတတတော် တတတာတာတယ်နော်လို့စကားဆလိုက်တယ်။ကျုပ်ဒီကနေ့နေตาရမယ်လို့အမိန့်ချထားတယ်လို့ထိုသူကလက်မထောင်၍ပြောပြီးရင်ဘသင်အားပရိရည်နဲ့ဖြန်းတက်ခဲ့သူလက်ဖြစ်ဖြန့်တောက်ဟန်ပြုပါ။အောင်စေအောင်စေအားလုံးအောင်စေလို့ဆိုလေတယ်။ခက်ခက်ခမားဘဘဘဘဘလို့ထထထထတာလဲ။ ကျုပ်တိုင်းသူပြည်သားအားလုံးအေးချမ်းသာရပါစေကြောကသားလဲအေးပါစေရင်ကသားလဲအေးပါစေလို့မြစ်တာပို့တာကျုပ်တို့ဟာမြမဝိဟာရတရားကိုစောင့်ရှောက်ရတယ်ကျုပ်ကဆိုတော့အခြားဟုတ်ပါယူလားရွှေတွင်းငွေတွင်းကြောက်စိမ့်တွင်းရေနံတွင်းခဲမပြူတွင်းတွေပိုင်ဆိုးတဲ့အယုဒ္ဓယယိုရီယာမင်းသားကြီး စိန်အောင်မင်းဆိုတာကျုပ်ပဲကျုပ်ကိုတရားမင်းကိုယ်တိုင်လေးရပြနာယထာနဲ့ င့်လာခဲ့တယ်။ဗတင်ဟာငါတော့ခက်ချေပြန်ပြီ။သူကလည်းအယူငါကလည်းအအကွာတော့ကြကုန်ပါပြီလို့စိတ်ထဲ၌ပူလိုက်မိလေတဲ့။အယုဒရာဘယင်ကြီးဟာဗတင်အားခြေဆုံးကောင်းဆုံးကြိရှုအကဲခတ်နေပြီးနောက်လူတက်ဝါရနဲ့ပတ်သက်ပြီးတော့ကို့လူဘလို့သဘောရတယ်လဲလို့မေးလိုက်တယ်။မမမကြိုက်ဘူး။လူတက်တာကောင်းတယ်။လူကိုတက်ပြီးရစ်ပူစောတာ အရှိနိုင်ငံရဲ့ထုံးစံမဲဖျားတဲမဲတိုင်းသစ်ပြည်သစ်တဲမဲဆိုရင်အောင်အမြီပါတဲ့လူကိုစတဲ့ရတယ်ကို့လူနာမဲဘလို့ခေါ်သလဲဘဘဘဘဘတ်ပင်အောင်ညို့မဟုတ်ဘူးလားမမမဘတ်တင်ပါပဲအင်းဒီလိုဆိုရင်လူသက်ဝါရဘလောက်ကောင်းနေဆိုတာလက်တွေ့ပြမယ်လာလာလို့ဆိုကအယုဒ္ဓယဘရင်ကြီးဟာ ဗသင်ကိုလက်ဆွဲ၍အိမ်နာခန်းထဲသို့ခေါ်သွားသဖြင့်ဗသင်မှာကြောက်ကြောက်လန့်လန့်နဲ့ပါသွားလေတယ်။ဓာပါသလားမမမမဗသင်မှာထိတ်လန့်သဖြင့်တာ၍စကားထစ်နေလေတယ်။တို့ရာတွင်ထိတ်လန့်နေုံနဲ့မပြီးအယူးလက်တွင်အသက်ပါရအံ့သောဘေးကြီးကနီးကပ်လွန်းလာတာကြောင့်ထိုဘေးမှလွတ်မြောက်နိုင်ရန်စ조사ဖို့လိုပေတယ်။ ဗသင်ဟာမိမိရဲ့လက်ကိုဆုပ်ကိုင်းထားတဲ့အယုဒယဘရင်ရဲ့လက်ထဲမှာလွတ်အောင်ယုံလိုက်ပြီးရင် ထို့သို့လွတ်တာနဲ့တပြိုင်နက်အယုဒယဘရင်အားအိမ်သာနိုင်ရန်တွင်တအားတွန်းဖိထားလိုက်လေတယ်ထို့သို့တွန်းဖိထားရာတွင် အာခြင်းမမျှရာကကြာမြင့်စွာတွန်းထား၍မဖြစ်နိုင်သည်ကိုတွေ့ရသဖြင့်တစ်ချက်စောင့်တွန်းလိုက်ပြီးရင်အိမ်သာအပြင်ဘက်သို့လှေမြန်စွာထွက်ကာတကားကို ကိုယ်လုံးနဲ့အပြင်ဘက်မှဖိထား၍ တကားမင်းတို့ကို အထဲကပြန်၍မလန့်နိုင်အောင်လက်နဲ့ဖိထားရလေတယ်အယူတို့မြည်သည်ရိုးရိုးအခါထက်ဒေါသဖြစ်အောင် ပြုလုပ်မိသည့်အခါများတွင်ပို၍ကြမ်းတမ်းတက်သည့်အတိုင်းဗသင်အဖို့အယုဒယမင်းကြီးလွတ်မသွားစေရန်ဝါသူ့လက်မှလွတ်မြောက်ဖို့ရန်စောစောကထက်ယခုအချိန်နေမှာပို၍အရေးကြီးနေတာကိုရိတ်မိလေတယ်သူအားဖြင့်မိယထာဟာကမာရွတ်တို့အရောက်တွင်ဗသင်မှာ ဆက်လက်၍တွန်းဖိထားရင်အားမရှိတော့ဘဲမိယထာရက်လိုက်တာနဲ့တပြိုင်နက်မိယထာထိုင်ကုန်တန်းရအောက်သို့ပြေးဝှေ့ရေပုံနေလိုက်လေတယ်။အယုဒယဘယင်ကြီးကအတွင်းမှနေ၍ကိုဆောင်တိုက်ပြီးဖွင့်နေရာကအပြင်မှဖိတွန်းထားခြင်းမရှိတာကို တွေ့ရ၍တကားမင်းတို့ကိုမလိုက်ပြီးထွက်လာလေတယ်။ထို့သို့ထွက်လာရရင်မိသူကိုမှမတွေ့ရဘဲရှိရတွင် ပုံနေတယ်လို့မထင်ပဲခွေးမှသာ ဆင်းပြေးပြီလို့ယူဆကယထာတွဲပေါ်မှာဆင်းကမြင်မြင်သမျှလူများကိုဆွဲရန်တောင်းချမ်းနေသဖြင့်ဘူရာပလက်ဖောင်းတစ်ခုလုံးစူပွက်သွားလေတယ်။ဘသင်ကကြိမ်ထိထားသဖြင့်ဆိုဖာအောက်သို့ပြေးဝင်၍ပုနေသော ခွေးကလေးကဲ့သို့မထွက်ရဲပဲပူမြဲပုနေရာ တွဲပေါ်သို့တက်လာသောခြေတံများကိုကြားရသဖြင့်ချောင်းကြည့်လိုက်ရတွင်မိမထမိန်နားနှင့်ဖြူဖွေးသော ခြေထောက်များကိုတွေ့ရလေတယ်။ ထို့နောက်မိရထလက်မှတ်စစ်တက်လာရရင်စောစောကဘူရာထဲမှာဘာဖြစ်တာလဲလို့မေးလိုက်တော့မင်းမာတန်ကိုကြားရလေတယ်။အယူတယောက်လွတ်ပြေးလို့ဟုလက်မှတ်စစ်ရဲ့ဖြေတန်ကိုကြားရပြီးလက်မှတ်စစ်ဆင်းသွားတာကို တွေ့လိုက်ရလေတယ်။ထို့နောက်ဖះဖះကံကောင်းလို့အယူနဲ့မတွေ့ရတာပဲဆိုတဲ့အတန်းမင်းမာကြီးထိုင်ချလိုက်တဲ့အတန်းသတင်းစာဖတ်ရင်စက်ကူဖြန့်လိုက်တဲ့အတန်းမိရထထွက်လာတဲ့တို့ကိုကြားရလေတယ်။ ဘသင်ဟာတသက်နဲ့တကူမိရထားကပေး၍ခုံအောက်ကဝတ်ပြီးခยีမသွားခဲ့ဘူးကြည်ယခုခေတ်မှာ အစမ်းထွင်သောခေတ်ပင်ဖြစ်တော်လဲဘသင်ဟာ ထိုတို့အစမ်းထွင်၍ခยีသွားခြင်းမျိုးကိုကစိတ်မပါမိရထားလဲထွက်နေပြီးအယူရဲ့ရံကိုလဲမကြောက်တော့ပြီသို့ဖြစ်၍ခုံအောက်ကထွက်၍လူတန်းစစ်ခยีသွားဖို့ကိုစိတ်ပိုင်းဖြတ်မိလေတယ်သို့တော့ထိုတို့ထွက်ဖို့ရန်မလွယ်လာကြည် မိမတို့မြည်သည်မိမိတယောက်တည်းရှိသည်ဟုသောအမှတ်ဖြင့်စိတ်ချလက်ချနေခိုက်ခုံအောက်ကလူထွက်လာတာကိုမြင်ရရင်လမ်းဖြန့်သွားတက်စမြဲပင်ဖြစ်ရာသတင်းစာတွင် အာယုံဆိုင်နေခိုက်သတင်းစာမျက်နာကွယ်နေသဖြင့်မိမိကိုမမြင်နိုင်စဉ်ထွက်ဖို့အရေးကြီးပေတယ်သူအဖေဘသင်ဟာအတန်မကြားရအောင်ခုံအောက်ကတွား၍ထွက်လာရာထိုအခိုက်တွင်မိမကြီးဟာမိမိထိုင်နေသည့်ဘက်ကမိရထားမိကိုပြောင်းမှုန်ဆင်သဖြင့် ဘသင်ပုံးနေတဲ့ခုံဘတ်သူပြောင်းအထိုင်းဘသင်ကလည်းခတ်တုတ်တုတ်အထွက်ခြေနဲ့ခေါင်းဝင်၍စောင့်လိုက်မိလေတယ်ဟဲ့ပလုတ်တုံးလို့လန့်အော်ရကငုံကြည့်လိုက်တဲ့နဲ့မိမကြီးဟာအမလေးအယူပါတော့လို့တစ်ချက်မြအော်နိုင်ပြီးတက်ချက်၍သွားကခုံမော်တွင်ထိုင်ရက်လဲကျသွားလေဘသင်မှာကြပြကြရထွက်လာပြီးရက်၍ကြည့်ကမိမကြီးကိုတတိယအောင်လှုပ်ရကောင်းမလား ယထာဘောကခုံ၍ချရရင်ကောင်းမလားလို့မကြံတက်အောင်ရှိနေလေတဲ့။ဘသင်ဟာ မျက်လုံးကြီးကလေးကလေးနဲ့ဟိုကြည့်ဒီကြည့်လှုပ်နေရကမိယထာမျက်နှာချက်ရှိဆက်သွယ်ရေးတန်ချိုးကွင်းကိုတွေ့ရှိရာညီတို့စိတ်ကူးပေါက်သွားသည်မသိ။ထိုတန်ချိုးကွင်းကိုဆွဲလိုက်လေတဲ့။မြမပြည်မိယထာကုံမဏီဟာခရီးသည်များအပြင်းပြေတခါဆွဲရင်90ကျပ်နှုံးဖြင့်ဈေးတက်တက်တာတာစီမံဖန်တီးထားတော်လေမိသူမှ ဟုတ်တိပတိမဆွဲမိကြဘူးကြီးထို့ကြောင့်လဲထို့သို့ဆွဲလိုက်ရင်ညီတို့ဖြစ်ရတွေ့ရတာကို အတွေ့အကြုံနဲပါသူသားများကြလေဘာတင်ဟာတန်ချိုးကွင်းကိုဆွဲလိုက်မိသည်နဲ့တပြိုင်နက်ဒံငွေဆယ်ချက်တက်ရိုက်လိမ့်မည်ဟုသောကြော်ညာကိုမြင်လိုက်ရတာနဲ့စောစောကပြိုးနေသောမျက်လုံးမှာပြဲ၍သွားလီတော်တယ်ထို့နောက်တန်လန်းမော်တွင်ယထာဘိမ်းများ တရွတ်ဆွဲ၍ရက်လိုက်သဖြင့်ကျွီး ကျူးရီဟူသောအတန်များဟာဗသင်ရဲ့အသေးဆိုင်ကိုကျင်၍သွားစီတော်တယ်။ထို့နောက်ရုတ်တရက်ယထာကြီးရက်တန့်သွားပြီးရင်ယထာရဲတိုင်းမှခေါင်းများပြူထွက်လာပြီးကြည်နေကြတာကို၎င်းယထာလမ်းပင်လေကွက်များထဲမှ လူများပေါ်ပေါက်လာကြတာကို၎င်းမိမိစီတို့စူးဆိုက်ကြည်နေကြတဲ့မျက်လုံးပေါင်း၄သိန်း၈၀၀၀ရှိလိမ့်မယ်ထင်ရအောင် တွေ့ရှိရရတွင်မြမာပြည်၌ လူဦးရေ18တန်းရှိသည်ဆိုသည်မှာမဟုတ်နိုင်မိမိအနည်းတဝိုက်မျက်စိတဆုံအတွင်းမှာပင်တိမ်ပေါင်းများစွာ ရှိနေပြီလို့ထင်မြင်မိလေဘာတင်ရဲ့အခြေအနေကအကျက်ရိုက်နေတော့တယ်တန်ကြိုးခွင်းကိုလည်းဆွဲမိသူ့တွဲထဲမှာလည်းမိမတယောက်မေ့နေသူ့ကိုလည်းလူတွေဝိုင်းထားရကခေါင်းအရှုပ်ဆုံးပဟေရီကိုဖြေရသည်ထက်ပင် အကြံအိုက်ကမျက်စိတွေပြာဝေသွားလေတော့တယ်ဤတွင်ဘာတင်မှာ မိမိသည်မြည်တို့ဖြစ်၍မြည်တို့ပြက်သည်ကိုပြန်၍စဉ်းစားမရနိုင်ပေနောက်စက္ကန့်လောက်မှာမိမိဟာလေခွင်းထဲမှာအိုလံပစ်အပြေးချန်ပီယံကပ်ပလီထိုင်၍ငိုရလောက်သောခြေလှမ်းဖြင့်တအားကျုံပြေးလျက်နောက်ကလူအုပ်ကြီးဟာတပြော်တပါသခိုးသခိုးဒါကူမိမတယောက်ယထာဝမှာတတ်သွားလို့ဟူ၍အော်ဟစ်ပြီးလိုက်လာကြတာကို တွေ့ရလေတယ်ဘသင်ဟာ high school night ၎င်းတက္ကသိုလ် night ၎င်း အပြေးတွင်နှစ်စဉ်ပန်းဆုတ်ခဲ့သဖြင့်နောက်ကလိုက်လာသောလူအုပ်ကြီးကိုလက်တကွပီးတကွအလျားပေါင်းများစွာဖြဲ့၍နိုင်လာခဲ့လေတယ်။ဘိုးရာတွင်ရှေ့မှနေ၍ခရင်သုံးချောင်းကွာကြီးကိုင်ကစီး၍ရက်နေသောဝတ်သားတယုတ်ကြီးကိုအမြင့်ခုံ၍၎င်းအလျားခုံ၍၎င်းလွမြောက်နိုင်ဖို့ရန်ကခဲရင်၍နေလေရာအနီးသို့ရောက်ကာမှရုတ်တရက်အဖြစ်ငယ်စဉ်ကထုတ်စီးတိုးတန်းကစားခဲ့ဘူးတာကို တတိယ၍အရှိဘတ်သို့စုတ်ပြေးမယ်ပြုပြီးထိုဘတ်သို့တရုတ်ကြီးအလိုက်မှာအနောက်ဘတ်သို့လှည့်၍တုတ်ရာတရုတ်ကြီးမှာအရှိန်လွန်ပြီးဘိုင်းနေနေလဲကြသွားမှဘတင်လဲခရင်ကွာစာဘဝမှာလွတ်မြောက်သွားလီတော်တယ်အချိန်ကနေဝင်ရိုးရီကလေးဖြစ်ပေတယ်အင်းစိန်မြို့ယုံကြီးလမ်းပေါ်တွင်မလှုပ်တလှုပ်နဲ့စုတ်ပြတ်နွမ်းနယ်စွာလမ ဲမဲမဲမဲနဲ့မြင်ရလေထိုမလှုပ်တလှုပ်တဲ့တန်းဟာမစ္စဘီလန်းနဲ့တို့ချိုးဝင်သွားပြီးနောက်ခြံဝရင်ဗသင်းလို့စိုင်းဘုတ်ချိတ်ဆွဲထားတဲ့တကားကလေးကိုတွန်းဖွင့်ကအတွင်းသို့ဝင်သွားလေတယ်ဗသင်းကတကူလုံးမလှုပ်ချင်မတဲချင်အောင်ဖြစ်နေကအိမ်ထဲသို့ရောက်၍ရေတခွက်တောက်လိုက်ပြီးနောက်ကလတ်ထိုင်းတွင်ခြေပြက်လက်ပြက်ထိုင်ကမျက်စိမှိတ်ပြီးမှိန်နေရလေတယ် ထို့သောအမောဖြေနေရသည်မှာမြင်းများကြာသွားသည်မသိအမောဖြေသလိုလိုရှိလာ၌လှုပ်ရှားတံကြားတာကြောင့်မျက်စိဖွင့်လိုက်ရာအခန်းထဲတွင်မိများလင်းနေသည်သာမက မိမပြိုတူးပါရောက်ရှိနေတာကိုမြင်ရလေတယ်။ဘာတင်မှာပြေးရလွှားရနဲ့လန့်ဖြက်မောပန်း၍လာခဲ့ရာထိုမိမပြိုရဲ့မျက်နာမြင်ရသည်တွင် အမောဖြေသွားရုံမကစိုးစိုးကအသက်တပြားထိတ်လန့်ပွဲ တွေ့ခဲ့ရခြင်းဟာဘာတင်ရဲ့ဘဝကို တခါတည်းပြောင်းလဲသွားစေတယ်။အိုးမြင့်ပါလားဘယ်တော့မှရောက်နေလဲ။မကြသေးပါဘူး။ကိုဘသည်မှိန်နေတာတွေ့ရလို့အဘိဓမ္မာစာအုပ်ကြည့်ရင်စောင့်နေတာ။ကိုဘသည်ဘလို့ဖြစ်လာတာတုံး။အဝတ်အစားတွေလည်းကြေမွ၊ပေကျံဆုပ်ပြက်ဖျို့ဖျက်ဖြေးလို့လူပေါ်မေးပါအောင်မောပန်းနွမ်းနေနှုံးချီပြော့ခွေရိုင်လဲလူမတက်ပဲမြင်ရတာခင့်စိတ်ထဲမှာကြေကွဲဝမ်းနေလှိုက်ဆုပ်ညှိုးငယ်အာရော့ နောက်ကြည့်ပူဆွေးလိုက်တာခင်လေးမြင့်ရဲ့စကားဟာဗသင်အားအားတက်သွားစေကအထစ်ချင်းကိုလုံးဝပျောက်ကင်းသွားစေတော့တယ်ထိတ်လန့်ခြင်းကိုတွေ့ရပြီးနောက်ဝမ်းမြောက်ခြင်းကိုတွေ့ရခြင်းဟာဗသင်အားမော်အတက်ဖြစ်ဆေးကုလိုက်တဲ့ကဲ့သို့ရှိကဗသင်မှာမိမိသည်မစော့မထစ်တော့ပဲတောင်ပေါ်ကရှမ်းကလေးလျှော်ထမ်းလို့လားတိုးတဲ့လျှော်ကတိုးရှည်တဲ့လျှော်ကရှည်ဆိုသောစကားကိုအခောက်ခောက်အပြန်ပြန်ဆိုနိုင်တဲ့အခြေသို့ ရောက်နေပြီကိုအလိုလိုရိတ်မိလေတော့တယ်ဤတွင်ဗတင်ဟာခင်လေးမြင့်ရဲ့လက်ကလေးနှစ်ဖက်ကိုဆွဲ၍ချုပ်ကန်လိုက်ပြီးရင်တောင်ပေါ်ကရှမ်းကလေးထက်အရေးကြီးသောစကားကိုဆိုရန် စိတ်ပိုင်းဖြစ်လိုက်လေတယ်မြင့်နဲ့မောင်နဲ့တိကျွမ်းချစ်ခင်နေကြတာမှာရိုးရိုးမိတ်ဆွေချစ်ချစ်ကြတာထက်မကပဲကြီးမားခိုင်မြဲနတ်နေတဲ့မြစ်တာနဲ့မောင်ကချစ်ခင်နေတယ်ဆိုတာကိုမြင့်စိတ်ထဲမှာစူးစမ်းရိပ်မိမယ်ဆိုတာမောင်ယုံပါတယ် အဲ့ဒီမြစ်တာတက်ဟာတနေ့တခြားနိုးကြာကြီးမရင့်တန်ထွားချိုင်းအုံကြွလာတဲ့အတွက်တအူးချင်းနေရတဲ့ဘဝကြီးကို တော်လှန်ပြီးတော့မောင်မြစ်တာတက်နဲ့မြင့်မြစ်တာတက်တွေကိုစူးစီးပေါင်းဖွဲ့ကြပါစို့မြင့်ရဲလို့တွတ်တွတ်ကြီးပြောလိုက်လေတယ်ခင်ကလည်းမောင်ကို တွေ့ရကလေးကချစ်ခင်နှစ်သက်စုံမတ်ညံ့နိုးကျင်နာခဲ့တာပါပဲမောင်ဘယ်နေ့မောင်စိတ်ထဲမှာရှိတာကို ဖွင့်ဟထုတ်ဖော်ပြီးပြောပါမလဲလို့ ဆောင်းစားမျောငန့်မျောလင့်တောင်းတနားဆွင့်အာယုံပြုတ်နေခဲ့တာပါပဲ။အိုးဒီလိုကြားလိုက်ရတာမောင်သိပ်ဝမ်းသာတာပဲလို့ဆိုကဘာတင်ဟာခင်လေးမြင့်ရဲ့ကိုကလေးကိုတအားသိမ့်ကြုံ၍ပွေဖက်လိုက်လေသည်။အားလုံးပဲကျေးဇူးများဟိတ်တင်ပါတယ်ရှင်။